မက်ဘုတ်အတွက်နိုင်ငံပေါင်း35နိုင်ငံကိုအခမဲ့ချိန်ပြီးသုံးနိုင်တဲ့အခမဲ့ VPN တစ်ခုရှာနေတယ်ဆိုရင်ဒါလေးကိုသုံးကြည့်ပါဗျစပီလဲမြန်တယ်လို့နိုင်ငံပေါင်း35ခုကိုအခမဲ့ချိန်ပြီးတော့သုံးခွင့်ပေးတာပါသုံးကြည့်ရတဲ့လောက်ကတော့တခြား VPN နေတဲ့ပုံမြန်တယ်လို့ပိုလဲကောင်းပါတယ်ဒီ VPN ကို download and install လုပ်နေရလဲအရန်ကိုလွဲပါတယ် download ဆွဲရမယ့် link လေးကိုတော့ comment မှာချပေးထားပါတယ်ဗျ event VPN ကို install လုပ်ပြီးသွားပြီဆိုရင်တော့ဖွင့်လိုက်ပါမယ်ဗျ ပထမဆုံးကြိမ်နေနေဆိုရင်ဒီလိုလေးပေါ်လာပါမယ်။သူကခမဲ့သုံးမယ်ဒါမှမဟုတ်ရင်ဝယ်သုံးမယ်ဆိုတာကိုပြောရပါ။ခမဲ့သုံးမယ်ဆိုရင်တော့ဒီအောက်ဆုံးက proceed with 35 locations and as ဆိုတာလေးကိုနေလိုက်ပါမယ်။ဒါဆိုရင်တော့ဒီညလေးရောက်လာတဲ့အခါ continue ကိုနှိပ်ပေးလိုက်ပါမယ်။ဒီနေရာမှာကသူ့ရဲ့ event VPN ကိုပိုကောင်းအောင်ကျွန်တော်ကူညီပေးနိုင်မလားပေါ့နော်အဲ့ဒါအတွက်ဆိုရင်တော့ allow တော့ allow ကြိုက်တာယူလို့ရပါတယ်ဒါဆိုရင်တော့ connect လုပ်ဖို့အစင်းသင့်ဖြစ်ပါပြီသူကတော့ပထမဆုံးပြထားတာကနိုင်ငံ၃နိုင်ငံပဲပြထားတယ်အာရှက နှစ်ခုရဲ့ဒီဥရောပတစ်ခုပဲပြထားတယ်။တော့ connect လုပ်မယ်ဆိုရင်တော့ तू က connect ဆိုတဲ့ color လေးကိုနှိပ်လိုက်အောင်ပါပဲ။တကယ်လို့မျိုးကိုချိတ်ချင်တဲ့နိုင်ငံကဒီမှာမရှိသေးဘူးဆိုရင်နောက်ထပ်32နိုင်ငံသောနိုင်ငံတွေဂျန်ပါသေးတယ်။အဲ့ဒါကိုချိတ်ဖို့အတွက်ဆိုရင်ဘယ်ဘက်အောက်ဆုံးတော့ကဒီအဆက်လေး3ဆက်ကိုနှိပ်ပြီးတော့ကဘာလုံးလေးကိုနှိပ်လိုက်ပါမယ်။အာ sorry မှားသွားပြီဒီ see all location ကိုနှိပ်လိုက်ပါမယ်အဲ့ထက်ကနေမှ all location ကိုယူပါပြီးရင် all access type မှာဆိုရင် free server တွေကိုပဲကြည့်မှာဖြစ်တဲ့အတွက် free ကိုယူလိုက်ပါ ဒါဆိုရင်တော့ free တွေပေါ်လာလိမ့်မယ်ပေါ့နော် idea နေမှာကိုကြိုက်တဲ့နိုင်ငံကိုယူလို့ရတယ်ဒီပဲဘယ်ဘက်ချက်မှာဆိုရင်နိုင်ငံရေးပစ်ထားပြီးတော့ညာဘက်ချက်မှာဆိုရင်တော့သူရဲ့ဒီ millisecond တွေပြထားတယ်အနည်းဆုံးကတော့ကောင်းတယ်အနည်းဆုံး millisecond ရှိတဲ့နိုင်ငံကအကောင်းဆုံးပါဒီမှာဆိုရင်65ဆိုရင်စင်ကာပူနိုင်ငံက စာပါကအနည်းဆုံးဖြစ်တဲ့အတွက်သူက65မီလီစက္ကန့်ပဲရှိပါတယ်ပေါ့နော်ဒီကတော့ကိုကြိုက်တဲ့နိုင်ငံကိုရွေးပြီးကိုနဲ့လောက်လိုက်အောင်ပါပဲဟိုမှာအိန္ဒိယဖြစ်ဖြစ်ကိုလံဘီယာဖရန့်တခုပေါ့နော်ချိတ်ချင်နေဆိုရင်သူ့ပေါ်မှာချိန်နေလာဘလော့ဆယ်ကတော့သူက free version ဖြစ်တဲ့အတွက်ကြော်ညာကတော့စုံးအောင်တော့ကြည့်ပေးရပါတယ်ကြော်ညာတကယ်စိတ်ပျက်စရာအကောင်အောင်ကြည့်ပေးရတယ်ချက်ချစ်ကလေးပေါ်လာပြီဆိုရင်သူကနှိမ့်လို့မရသေးဘူးပေါ့နော်နှိမ့်လိုက်လို့ရတယ်ဒါပေမဲ့သူကကိုနဲ့လောက်ခွင့်မပေးသေးဘူးဘာကြောင့်လဲဆိုတော့ ျောညာကိုစွန့်အောင်ကြည်ပေးရမှာဖြစ်တဲ့တော့ဗောနော်ကျောညာကိုစွန့်အောင်ကြည်ပေးပြီးမှသူချိတ်ချင်တဲ့နိုင်ငံကိုသူကပေးချိန်မှာပါဒါကြောင့်ဒီကျောညာကိုပြီးအောင်စောင့်ကြည့်ဖို့ကတော့နည်းနည်းအနှွားရင်ဖြစ်စရာကောင်းတယ်ရပြီဆိုရင်တော့ granted ဖြစ်သွားပြီဆိုရင်ချက်ချိတ်ကလေးနှိပ်လိုက်မယ် okay ဒါလေးကတော့ထုံးစံတိုင်းပဲ VPN ကိုကျွန်တော်ရဲ့ MacBook မှာ installer လုပ်ပါမယ်ဖြစ်တဲ့အတွက် allow ကိုနှိပ်ပေးလိုက်ပါမယ် allow ကိုလုပ်ပေးလိုက်တဲ့ချိန်မှာသူက VPN ကို install လုပ်ပေးပြီးသွားပါပြီဒါဆိုရင်တော့ connected ဖြစ်သွားပါပြီ ကွန်နက်တက်ဖြစ်သွားပြီနောက်ပိုင်းမှာတော့ကိုဖွင့်ခြင်းတဲ့ website တွေကိုဖွင့်မြရတဲ့ website တွေကိုဖွင့်လို့ရပါပြီနောက်တက်တစ်ခုကသူ့မှာလောဆောင်ချက်လေးပါတာကသူက speed test လို့ခေါ်ရပါတော့ speed test ကကြတော့ကိုယ့်ရဲ့ internet connection အခြေအနေဘယ်လိုရှိလဲဆိုတာကို speed test လုပ်လို့ရတာပါဒီမှာဆိုရင် speed test လေးကိုနှိပ်လိုက်ရတယ်။ तू ကလည်း speed test ကိုနှိပ်လိုက်ရင်လည်းကြော်ညာတက်သေးတယ်ဗျ။အဲ့တော့ तू က free လည်းပေးတယ်ကြော်ညာလည်းမောအောင်ကြည့်ခိုင်းတယ်။ corner လောက်ရင်တစ်ကြိမ်ကြည့်ရတယ်။ disconnect လောက်ရင်လည်းတစ်ကြိမ်ကြည့်ရတယ်။ speed test လောက်ရင်လည်းတစ်ကြိမ်ကြည့်ရတယ်။အဲ့လိုမျိုးတော့နည်းနည်းနောက်ရှက်တော့ရှိရဲ့။ ဒီမတုံးချင်တော့ဆိုရင်တော့ disconnect ကိုနှိပ်လိုက်ပါသူကပြန်တကယ်တော့ free ပေးထားပြီးတော့မဝယ်ချင်းဝယ်ချင်းအောင်ကြော်ညာတွေကိုအရန်ပြတာဒါပေမဲ့ကြော်ညာတော့10မိနစ်စာမရှိတဲ့တော်တော်နည်းတော့တော်သေးရယ် second 30ပဲဆိုတော့လေကြော်ညာကြည့်ပြီးသွားရင်ဆိုတော့ reward granted ကိုနှိပ်လိုက်ပါဒါဆိုရင်ဒီ disconnect ဖြစ်သွားပါလိမ့်မယ်ဒါဆိုရင် connect ပြန်လုပ်လို့ရတယ်သူဝယ်ပြီးတော့တုံးချင်နေဆိုရင်တော့သူကတစ်လောက်ကို6ဒသမ6ဒေါ်လာလာမသိဘူးပေးရရပါတော့ဒီမှာတစ်ချက်ကြည့်လို့ရတယ် all location မှာ premium ကိုကြည့်ပြီးတော့ premium ကိုနှိပ်လိုက်တဲ့ခါမှာဆိုရင်သူကတလကို10.17ဒေါ်လာပေါ့နော်ပြောရမယ်ဆိုရင်ပေးရတယ်နှစ်စီချင်းနဲ့ဆိုတော့ဒေါ်လာ80နီးပါးပေါ့သုံးမယ်ဆိုရင်တော့ subscribe လုပ်ပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ Apple ID ထဲမှာ iNew gift card နဲ့ဒေါ်လာလေးတွေထည့်ပေးထားဖို့လိုပဲပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ် free ရတဲ့ VPN ထဲမှာတခြား VPN တွေတဲ့ဆိုင် DVPN ကပို့ပြီးတော့ကောင်းတယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့ Express VPN ကထုတ်ထားတဲ့ VPN ဖြစ်တာမို့ပြီးတော့လုံခြုံရေးလည်းပိုကောင်းတယ် speed လည်းပိုမြန်တယ် Mac OS 26အတွက် Liquid Glass ကိုလည်း support ပေးထားတာဆိုတော့တုံးရတာနည်းနည်းပြောစရာကောင်းတယ်ဟုတ်ကဲ့ပါဒီ VPN ကိုဘယ်လိုမျိုး install လုပ်ရမလဲဘယ်လို download ဆွဲရမလဲဆိုတာကိုကျွန်တော် ပြပြပေးပါမယ်အရင်ဆုံးအနေနဲ့ browser တစ်ခုကိုဖွင့်ပြီးတော့ evnvpn.com ဆိုပြီးတော့ရဲလိုက်ပါဒါဆိုရင်သူ့ရဲ့ official website ရောက်သွားပါလိမ့်မယ်အဲ့ဒီကနေမှဒီ MacBook အတွက်ဆိုရင် download on the Mac App Store နေလိုက်ရင် download ဆွဲလို့ရတဲ့နေရာကိုခေါ်သွားပါလိမ့်မယ်ကျွန်တော်တို့ download ဆွဲပြီးသားဖြစ်တဲ့တော့ဗောနော်ဆိုတော့ဒီမှာသူ့ရဲ့လောက်ဆောင်ချက်အပြည့်တွေအကုန်လုံးကြည့်လို့ရပါတယ်နိုင်ငံပေါင်း35နိုင်ငံကိုအခမဲ့ချိန်ခွင့်ပေးတယ်ဗောနော် free မှာဆိုရင် speed ကို10 gigabit per second အထိတောင်ရတယ်ဗောနော်ကြိုက်တဲ့ server ကိုချိန်ပြီးတော့သုံးလို့ရတယ်ဒီ VPN ကို download and install လုပ်နေရလဲအရင်ကိုလွဲပါတယ် download ဆွဲရမယ့် link လေးကိုတော့ comment မှာချပေးထားပါတယ်ဗျဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်